မင်္ဂလာပါမနေ့ပြန်ခொနီယာသားသမီးများအတွက်တည့်ရတာဆောင်းဝင်ဆောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ကံလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်ကြံစည်သားသမီးရဲ့အသာလုပ်ပေးပါစတ်သူကိစ္စစာချုပ်ကိစ္စများကိုတော့အထူးသတိထားပေးပါလက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်ငွေကန်ကတော့ကောင်းပါတယ်ချစ်သူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ် ၃၅ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်းတော့အနီးရင်အရောင်းနဲ့ချက်တွဲအောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာဈီးဖြော်ရီကလည်းပူဇော်ပေးပါ။တနင်္လာသားရမီများတော့ယနေ့မှာတော့စီးပွားရေးလူမှုရေးအဆဆအရာရာအဆင်ပြေအောင်မြင်နိုင်မဲ့နေ့လေးဖြစ်ပါတယ်။ရွှေလက်ဝဲယတနာများဝင်တတ်ပါတယ်။ကျမကြီးမှာစိုးရင်စရာမရှိတော့လေခန္ဓာကိုယ်ပဲပတ်ချံအောင့်နေတတ်ပါလေအချိန်ရေးမှာတော့တာယာနေရလိမ့်မယ် ကိုငါပါတယ်ကလည်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့နှက်ရောင်ဖြစ်ပါတယ်။ယေရီယာအနေနဲ့ကတော့မိမိအိမ်ရဖျားမှာကြောက်ကြောက်ကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတော့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုရင်းခေါ်အပ်တတ်ပါတယ်။စတူစာချုပ်ရှယ်ယာကိစ္စများတော့စိတ်ညစ်အပ်တတ်ပါတယ်။ဝမ်းသာစရာတင်းကောင်းများကြားအပ်တတ်ပါတယ်။ခြေထောက်အောက်ပိုင်းထိခိုက်မိတတ်ပါတယ်။ချီးရီးမှာတော့အထင်မြင်နှွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ နှစ်ခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိအိမ်ရဖျက်မှာမွေးငါကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများတို့ယနေ့မှာတော့စတ်သူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့နေ့လေးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရသက်ပါတယ်။မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကရောက်စရာများကြုံတွေ့ရသက်ပါတယ်။ကောင်းတဲ့ချမ်းကြိုက်တတ်ပါတယ်။အခြေအမှာတော့တာယာနေပါလိမ့်မယ်။ တစ်ကိုးပါတဲ့ခဏများကြိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်ဖြစ်ပါလေ။ရေတရာအနေနဲ့ကတော့မိမိအရာဖျားမှာအုံလို့ခေါ်ဆွဲကတ်လို့ပူဇော်ပေးပါ။ဂျာတာပရိသရမီများတော့ယနေ့မှာတော့ငွေချေးကန်တအားကောင်းနေပါမယ်။မထင်မှတ်ပင်နဲ့ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်ပါလေ။သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်ပါလေ။ဆွေမျိုးများမိသားစုများတို့တော့ကကြုံတွေ့ရတတ်ပါလေ။အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေနေတတ်ပါလေ။ကောင်းတဲ့ချမ်းကြိုက်တတ်ပါလေ။ အချင်းချင်းမှာတော့စိတ်နှောက်ရှက်ဖြစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။နှစ်ခွန်ပါတဲ့ကတိုင်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြောင်းတဲ့နဲ့ရောင်ဖြစ်ပါတယ်။ရေရာနေနေရတော့မိမိအရာဖျားမှာကိမှုနှစ်ချက်ကတ်လို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အဆစရရာအဆင်ပြေနေမဲ့နေလေးဖြစ်ပါတယ်။ရည်ရွယ်သားများကိုရဲရတာလုပ်ပေးပါ။ဆွေမျိုးမိတ်ဆွေရင်းများကြောင့်စိတ်တော့ကရောက်ရတတ်ပါတယ်။အပူလောင်တတ်ပါတယ်။အချင်းနဲ့အိမ်တော်ရင်းမှာတော့ตายရနေပါလိမ့်မယ်။ သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ဆင်းရောင်နဲ့ဆင်းရင်ရောင်ဖြစ်ပါတယ်။ရေရေအနေနဲ့ကတော့မိမိရံဖျားမှာမုတ်စီကျော်ကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ရေရေထားတဲ့အလုပ်များအသေးလွယ်လွှဲနေတတ်ပါတယ်။ခြံကားကြောင့်ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စများတို့စိတ်နှောက်ယှက်ဖျားတတ်ပါတယ်။ရွေးချယ်ခက်ဆုံးဖြတ်ခက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်။အခြေအနေမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ 6 9ပါတယ်ကတိုင်းများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်နဲ့နေညွေရောင်ဖြစ်ပါတယ်ရဲတွေအနေနဲ့ရောမိမိရဲ့အဖျားမှာဘိမုတ်ကတ်လို့ပူဇော်ပေးပါအားလုံးကြားမှချမ်းသာကြပါစေ